ရီမွန်အတွက်အိန္ဒိယဗန်ရဲ့နောက်ဆုံးဖျော်ဖြေပွဲမှာအမတ်တရသချင်းဆိုရင်ရီမွန်နောက်လိုက်သွားရတဲ့အဒီနိုပရိသတ်များအားလုံးမင်္ဂလာပါရှင့်တငယ်ချင်းဖြစ်သူရီမွန်ရဲ့အမတ်တရအဖြစ်သချင်းသည့်ဆိုရင်အခုလိုအသက်ဆုံးရှုံးရတာကတော့အဆိုတော်အဒီနိုပါဒါကမြန်မာဂီတလောကအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလည်းဖြစ်ပါတယ်ဖြစ်စဉ်ကတော့အော်တိုဘာလ25ရက်နေ့ညကအစ္စတန်ရန်ကုန်အီဗန်ဖားမှာကျင်းပခဲ့တဲ့ EDS အဖွဲ့ရဲ့ Absa EDS Farewell Concert နောက်ဆုံးနှုတ်ဆက်ပွဲမှာပါပရိသတ် က်တွေအားလုံးသိကြတဲ့အတိုင်းပဲဒီပွဲဟာကျမတို့စီကစောစည်းစွာထွက်ခွာသွားခဲ့ရတဲ့အဆိုရရီမွန်ကိုဂုံပြူနှုတ်ဆက်တဲ့သူ့ရဲ့သတင်းတွေကိုပြန်လည်သိဆိုကြတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ ဒီပွဲမှာရီမွန်ရဲ့အရင်နှီးဆုံးငယ်တငယ်ချင်းတယောက်ဖြစ်တဲ့ဖီဘာဝန်တော်နိုင်ရော့အဖွေကောင်အဆိုတော်ကိုအဒီနိုလည်းပါဝင်ဖျော်ဖြေခဲ့ပါတယ်သူဟာသူ့ရဲ့တငယ်ချင်းဖြစ်သူအတွက်အမတ်တရားအနေနဲ့ရီမွန်ရဲ့နာမည်ကြီးတချင်းတဘောဖြစ်တဲ့မငိုပါနဲ့တော့တချင်းကိုဆင်မြင်းထက်မှာခံစားချက်ပြည့်နဲ့တည်ဆုံနေခဲ့ရပါဒါပေမဲ့ဘသူကမှထိမှန်မထားတဲ့ကျမဆိုးတစ်ခုကအဲ့ဒီဆင်မြင်းပေါ်မှာပဲဖြစ်ပျက်ခဲ့ပါတယ်အဒီနိုဟာတချင်းကိုအားပါတရားသည်ဆိုရင်ရုတ်တရက်နှလုံးဖောက်ပြီးတော့ဆင်ပေါ်မှာလဲကျသွားခဲ့ပါတယ် ပွဲမှာရှိနေတဲ့သူရဲ့ဘန်တငယ်ချင်းတွေနဲ့တာဝန်ရှိသူတွေကချက်ချင်းပဲရှေးဥဒနာပြုစုနေတဲ့စ조사ခဲ့တင်ပြီးတော့ဈေးရုံကိုအရေးပေါ်ပို့ဆောင်ခဲ့ကြပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲအဒီနိုတယောက်အသက်38နှစ်အရွယ်မှာလူလောကကြီးကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ရပါတယ်။ တကယ်တော့အဒီနိုဟာနှလုံးယောဂအခမ်းရှိတဲ့သူတယောက်ပါနှလုံးသွေးကြောပိတ်ယောဂကြောင့်နှလုံးမှာ heart stamp ထည့်ထားရတဲ့သူဖြစ်တယ်လို့သူရဲ့မိတ်ဆွေအတိုင်းဝိုင်းကသိရပါတယ်။သူရဲ့ကျမ်းမာရေးခြင်းတွေကဒီလိုမျိုး rock show ပွဲကြီးတွေမှာအားကုန်တုံးပြီးတော့ဖျော်ပြဖို့အနီးရဲ့ရှီမန်တည်လျက်နဲ့သူရဲ့အချစ်ဆုံးတငယ်ချင်း Raymon ရဲ့နောက်ဆုံးပွဲဖြစ်တာကြောင့်အားတင်းပြီးတော့အမတ်တရားဖြစ်အောင်ဒီသတင်းကို surprise တည်ဆို့ဖို့စီစဉ်ခဲ့ရပါဗျ။ ဒီနေရာမှာအခြေခွဲရဆုံးအချက်ကဒါပါပဲတကယ်ချင်းဖြစ်သူကိုမငိုပါနဲ့တော့လို့တချင်းဆိုရင်နှုတ်ဆက်ပေမဲ့အဲ့ဒီတချင်းကပဲကိုအဒီနိုကိုရိုင်းပရိသတ်ကိုရောဒီလောကကြီးကိုကနှုတ်ဆက်သွားတဲ့သူ့ရဲ့နောက်ဆုံးနှုတ်ဆက်တချင်းဖြစ်သွားခဲ့ရပါတယ်တကယ်ချင်းအတွက်အားကုန်သုံးပြီးတော့ဖြောပြင်းရင် နောက်ဆုံးမှာတော့တငယ်ချင်းရေမွန်ရှိယာကိုအပြေးတိုင်းလိုက်သွားခဲ့ရတယ်လို့ဖြစ်သွားပါတယ်။အဒီနိုဆိုရာကဂီတာလောကနဲ့အစိမ့်သက်တူတယောက်မဟုတ်ပါဘူး။သူဟာဂီတာမျိုးရိုးအခိုင်အမာရှိသူတယောက်ပါ။မြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးဂီတာပညာရှင်တဦး၊ဖော်ကယ်နီပြတဦးဖြစ်တဲ့ခရီးသွား၅ယောက်အဖွဲ့ကအဆိုတော် Dr. Tracy ရဲ့သားကြီးဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း rock metal နဲ့ alternative guitar ကိုမြန်နိုးသူဖြစ်ပြီးတော့2009ခုနှစ်လောက်ကတည်းက Fever One No Nine ဆိုတဲ့ rock band ကိုတီထောင်ပြီးတော့ကိုပိုင်တန်စင်တချင်းတွေကိုစူးစမ်းဖန်တီးနေတဲ့အနုပညာရှင်တစ်ယောက်ပါ ရေမွန်ကနဝင်းအစိုးရဇော်ဝင်းထွေရဲ့သားအီတူရိုနဲ့အတူမြန်မာရော့ဂီတာလောကရဲ့မျိုးဆက်သစ်ကျယ်ဝင်းလို့တောင်ဆိုနိုင်ပါတယ်။အခုတော့ဂီတာလောကအတွက်ရောသူမိသားစုမိတ်ဆွေတငယ်ချင်းတွေအတွက်ပါအစားသုံးမရတဲ့ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။ပရိသတ်တွေကတော့ဒီသတင်းလေးကြောင့်အရန်ကိုဝမ်းနဲ့တောင်းလို့နေကြပြီးတော့ဘဝမှာရောဂီတာမှာပါအရန်ချစ်ခင်ကြတယ်။တငယ်ချင်းနှစ်ယောက်အခုတော့တက်မလို့မှပြန်ဆုံပြီးသချင်းတွေတောင်အတူတူလုံနေကြလောက်ပြီလို့ကြေကွဲစွာနဲ့တွေးတောနေကြတာပါ။ ပရိသတ်တို့အနေနဲ့အခုလိုကျွေးလွှင့်ခဲ့ရတဲ့အဆိုတော်အဒီနိုတရားကိုကောင်းရာဘုံဘဝရောက်ရှိစေဖို့အတွက်ကြံရည်သူမိသားစုနဲ့ထပ်တူဝမ်းနည်းကြည်ခွင့်ရတဲ့အကြောင်းမှတ်ချက်ရေးသားခဲ့ပါအောင်နော်ကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်